ဆိုပြတဲ့ဇင်နဲ့ဟင်းဝရရဲ့မင်္ဂလာဝဲကသူမရဲ့မင်္ဂလာဝဲကိုမှတ်မိကြောင်းပညာသားပပချပြလာတဲ့ဝင်းမောင်ရွှေဤပရိသတ်များအလုံးဝဲမင်္ဂလာပါရှင်ဒီတလလုံးဆိုရှယ်မီဒီယာကိုလွှမ်းမိုးထားတဲ့အကြောင်းအရာကတော့ငယ်စဉ်ဆုံးတွင်မင်းသားဟင်းဝရနဲ့မင်းသမီးဆိုပြတဲ့ဇင်တို့ရဲ့မင်္ဂလာဝဲကြီးအကြောင်းပေါ့ဟုတ်ပါတယ်ဒီမင်္ဂလာပွဲကြီးရဲ့ခမ်းနားမှုအချိန်ဟွာကတော်တော်နဲ့ကြာသွားမဲ့ပုံမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ငယ်စဉ်ဆုံးတွေကမင်္ဂလာပွဲကို၆ပွဲတီတီအစဉ်အဆက်ခမ်းနားစွာနဲ့ကျင်းပခဲ့တာပါ။ နောက်အပြင်ပြိဝတ်တီတပ်ပုံရိုက်ကူးမှုကိုတရုတ်ပြည်ကရေခဲတောင်တွေအထိတွားရောက်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။မင်္ဂလာပွဲဝင်ဆောင်နေမှာရွှေကိုပိတာဆိုတဲ့မျက်စိချင်းလောက်တဲ့ပမာဏကိုအသုံးပြုခဲ့တာပါ။ဒီအချက်တွေကြောင့်ပဲပြိသက်တွေအလုံးကဒါကမြန်မာနိုင်ငံရဲ့အခမ်းအနားဆုံးမင်္ဂလာပွဲကြီးတစ်ခုပဲဆိုပြီးတော့ခြေကျူးထုံးမနာပြုစမဆုံးဖြစ်နေကြပါတယ်။ငယ်စဉ်တို့ရဲ့မင်္ဂလာပွဲကတကယ်ကိုစံချိန်အစ်တစ်ခုတင်လိုက်တယ်လို့ပါပဲ။ဒါပေမဲ့ဆိုရှယ်မီဒီယာမှာငယ်စဉ်တို့ရဲ့ခမ်းနားမှုတွေကိုအလုံးကအာယုံဆိုင်နေတဲ့အချိန်တိုက်ဆိုင်မှုလို့ပြောရမလား ောင်ပညာသားပပချပြမှုတစ်ခုလို့ဆိုရမလားဝိမုံရွှေရဲ့ post တခုကလူပြောများနေပါတယ် ငယ်စဉ်တို့ရဲ့မင်္ဂလာပွဲအကြောင်းတွေအထူးသဖြင့်တရုတ်ပြည်ရေခဲတောင်ပရိဝတ်တီကအကြောင်းတွေရွှေကိုဗိတာနဲ့ခန်းနားမှုတွေအကြောင်းအလုံးကပြောနေကြတဲ့ချိန်မှာမင်းသမီးဝင်းမရွှေကသူ့ရဲ့ဆိုရှယ်မီဒီယာမှာသူကိုယ်တိုင်ရဲ့မင်္ဂလာပွဲတက်ပုံအဟောင်းတွေကိုပညာသားပပနဲ့ပြန်လည်ပြီးတော့ချပြလာခဲ့ပါတယ်။လူတွေကတော့ဝင်းမရွှေရငယ်စဉ်တို့ရဲ့မင်္ဂလာပွဲကိုခြေချလိုက်တာဓမ္မမဟုတ်ငါရဲ့မင်္ဂလာပွဲကိုမင်းတို့မမိသေးပါဘူးဆိုပြီးခြေချလိုက်တာဖြစ်နိုင်တယ်လို့ပရိသတ်တွေကအပြိုင်ဆိုင်သုံးသပ်ခဲ့ကြပါတယ်။ ပရိသတ်တွေသိတဲ့အတိုင်းပဲဝင်းမွန်ရွှေရဲ့ခင်ပွန်ကိုနိုင်ဖြိုးကျော်ဆိုတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်အချမ်းသာဆုံးတထည်ကြီးတွေကတအူးဖြစ်တယ်လို့အားလုံးကသိထားကြပါတယ်။ဒါကြောင့်သူတို့ရဲ့မင်္ဂလာပွဲကငယ်စဉ်ဆိုတာထပ်ပူပြီးတော့ကြီးကျယ်ခမ်းနားတယ်ဆိုတာကိုဒီဓာတ်ပုံတွေကသက်သေပြနေပါတယ်။ဆိုပြတဲ့စင်တို့ကပရိဝတ်တီကိုတရုတ်ပြည်ကရေခဲတောင်မှာရိုက်ခဲ့တယ်ဆိုရင်ဝင်းမွန်ရွှေတို့ဇနီးမောင်နှံကပရိဝတ်တီကိုဥရောပတီသွားရိုက်ခဲ့တာပါ။ပြင်သစ်နိုင်ငံပါရီမြို့ကအလှတရားတွေဆွစ်ဇာလန်နိုင်ငံကရေခဲ ောင်တန်းလေးပေါ်မှာ တကယ်ကိုကဘာအဆက်မီရိုက်ကူးခဲ့တာဖြစ်ပါတယ်။အခုအလီကြီးကျယ်ခန်းလာတဲ့ဥရောပထိသွားရောက်ရိုက်ကူးခဲ့တဲ့ဓာတ်ပုံလေးနဲ့ဝင်းမောင်ရှိကအချိန်ကြိုက်ပြန်လည်ပြီးတော့ချပြခဲ့ရပါ။ အခုအရင်ကြီးကြဲခန်းနာစွာနဲ့ရေခဲတောင်ပေါ်မှာမင်္ဂလာအိတ်ခန့်ဖွဲကျင်းပခဲ့တဲ့ဓာတ်ပုံတွေကိုဝိမွန်ရွှေကြီးကအချိန်ကြိုက်ပြန်လည်ပြီးတော့ချပြခဲ့ပါတယ်။ဒါကဆိုပြတဲ့စဉ်ရဲ့မင်္ဂလာ၆ပွဲရွှေကိုပိတ်တာတရုတ်ပြည်ပြည်ဝတီဒါရီအလုံးပေါင်းလိုက်ရင်တောင်သူ့ရဲ့မင်္ဂလာပွဲကိုမမီသေးဘူးဆိုတဲ့ခွင်းတယောက်ရဲ့ပညာသားပပအတုံပြန်ခြေပောင်းမှုတစ်ခုပဲဖြစ်မယ်လို့ဆိုရှယ်မီဒီယာမှာအကြီးကျယ်သုံးသပ်ပြောဆိုနေကြပါတယ်။တကယ်တော့အနုပညာရှင်တွေရဲ့လောကမှာဒီလိုမျိုးအတန်တိတ်စစ်ပွဲလေးတွေကပြည်သက်တွေတော်တော်အမြဲတမ်းစိတ်ဝင်စားစရာကောင်းနေခဲ့ ရပါဝိမောင်ရွှေဆိုတာသူရဲ့ image ကိုအမြဲတမ်းထိတ်ဆုံးမှပဲထားတဲ့ queen တယောက်ပါ သူကငါပိုတာတွေလို့စာတလုံးမှမရေးခဲ့ပါဘူး ဒါပေမဲ့ဒီလိုမျိုးအချိန်ကြိုက်တင်လိုက်တဲ့ဒီဓာတ်ပုံတွေကိုယ်တိုင်ကကီကီရဲ့စတန်ဒတ်ကဘယ်အချိန်မဲကြည့်ကြည့်အမြင့်ဆုံးမှာပဲရှိနေစေဆိုတာကိုပညာသားပပနဲ့တသက်ပြလိုက်တယ်လို့ပေါ့။ဆိုပြီးသစဉ်ရဲ့မင်္ဂလာပွဲကဒီအတွက်အခမ်းအနားဆုံးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ကီကီရဲ့မင်္ဂလာပွဲကဒန်နာရီအဆင့်ဆိုတာကိုပရိသတ်တွေပြန်တရိယတော်အောင်လှုပ်လိုက်နိုင်ပါတယ်။ကေပရိသတ်ကြီးတို့ရောဘလို့ထင်ပါသလဲငယ်စဉ်ဆုံးတွဲရဲ့မင်္ဂလာ၆ပွဲရွှေကိုဘိတာခန္ဓာမှုကပို့တာတယ်လို့ထင်ပါသလားဒါမှမဟုတ်ဝိမုံရွှေရဲ့ရေက ထောင်ထိတ်ကမင်္ဂလာဧကံပွဲကအချမ်းသာဆုံးတတိကြီးနဲ့ကျင်းပခဲ့တဲ့အတွက်မမီနိုင်တဲ့အခမ်းအနားဆုံးပွဲလို့ထင်မြင်မိပါသလားပရိသတ်ကြီးတို့ရဲ့အမြင်မှာဘသူရဲ့မင်္ဂလာပွဲကတကယ်အခမ်းအနားဆုံးဖြစ်မလဲဆိုတာမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်